ဒါကတကယ်အမွှေးအမွှေးကိုသူက like ကော်နဲ့လှန်လာတာကွာပြီးတော့မှအချောင်းနဲ့နဲ့လိုက်လုံးတာအရင်အရင်တော့တက်တူထိုးတာလားရှိမြအမွှေးတွေပေါ့နော်ခေါင်းကလည်းအရန်ပါတယ်ပြီးခုံးမွေးလည်းအရန်ပါတယ်မျက်တောင်ကလည်းအရန်မရှိဘူးအဲ့လိုမျိုးအမွှေးတွေအကုန်လုံးအားနေဝေဘန်တော်လည်းညောကအဲ့လိုကြီးရောဂူးဆိုင်ပေါ့နော်မျက်ခုံခွဲကျင်တာတို့နှာခေါင်းနဲ့နဲ့အရန်ပြပြနေမြင့်ကျင်တာတို့အညောပတ်စံပေါ်တဲ့တစ်ချိန်ညနေတိုင်းအကုန်လုံးပြည့် ဒါကတကယ်အမွှေးအမွှေးကိုသူက like ကော်နဲ့လှန်လာတာကွာပြီးတော့မှအချောင်းနန်းနန်းလိုက်လို့လာအရင်အရင်တော့တက်တူထိုးလာတာအခုအဲ့ဟာတိတ်မမြင်ရတော့တိတ်မမြင်ရတော့အဲ့တိုင်းမှတော့ဒါအော်ကိုအမွှေးလည်းနည်းနည်းလေးရှိတယ်ပေါ့တော့ရှိလာတယ်ပေါ့အရင်တော့ကတော့မရှိရတက်တူထိုးတာ ဒါပေမဲ့ဒီတိုင်းလေးအဆင်ပြေရအဆင်ပြေရမလားဟုတ်ရင်တော့အဲ့လိုနည်းနည်းတူတူပေးပေးကြီးဖြစ်သွားဟုတ်တယ်ဟုတ်တယ်အဲ့လိုကတူတူထုတ်လိုက်တာဟုတ်တယ်တူတူထုတ်တာဘယ်လိုကြောင့်အဲ့လိုနည်းထုတ်ဖြစ်သွားလဲညောကငငယ်တသေးလေးတုန်းကအဲ့လိုဒီလိုနှစ်ဖက်ညှက်လိုက်ပြီးတော့ပြန်မထွက်လာတော့ပြန်မထွက်လာတော့အဲ့နာကိုအဲ့လိုတတူထုံးဝင်းထုံးဝင်းနဲ့အကျင့်ပောင်းသွားခုနောက်ပိုင်းကျတော့ပြင်းပြီးတော့ပြီးတော့ပတ်စံလည်းမကုန်ညတော့မထိုးပြပဲနဲ့အတိုင်းဟိုကကော်နဲ့ပဲလန်နေတဲ့ညာခုံးမွေးနဲ့တူပါပြီဆိုပြီးတော့ ကျင်တော့ဟုတ်တယ်အခုလိုဖြစ်တာနည်းနည်းကြောက်ရယ်ညောင်းထင်တာ၅လ6လတော့ရှိပြီဒီလိုမျိုးနေနေအကိုလွယ်ဟောအဲ့လိုတော်တော်ထိုးစရာလည်းမလိုဟုတ်တယ်ဟုတ်ဟုတ်တယ်ဟုတ်တယ်လုံးဝဘာမှမသိမရှိဘူးအရန်အရန်ပါတယ်ဟိုဟာရှိမြအမွေးတွေပေါ့ခေါင်းကလည်းအရန်ပါတယ်ပြီးခုံးမွေးလည်းအရန်ပါတယ်မျက်တောင်ကလည်းအရန်မရှိဘူးအဲ့လိုမျိုးအမွေးတွေအကုန်လုံးအားနေဒီကုံးမွေးကဘယ်လိုမ ်အော်တကယ်တော့ချူချူကြီးလို့ကျင်တာလေညောင်းကအဲ့လိုအဲ့အကြောင်းလေအစလေကမရှိမရှိဘဲနဲ့ဟိုအဲ့လိုအပြားလိုက်ကြီးအထူးအဲ့လိုမလုံးတာအဲ့လိုချူချူကြီးလို့ကျင်တာဒီဒီလောက်လေးဆိုရင်ကိုယ်ကလည်းကျင်းတတ်ပါရဲ့မဆိုးပါဘူးကောနော်အဝေဘန်တော်လဲညောင်းကအဲ့လိုကြီးရောဂူးဆိုင်ကောနော်ဘာကိုကိုကြိုက်နေလုံးပါပဲကွာဒီလားအဲ့လိုသူကိုကြိုက်ဖို့တော့ကိုလောက်တာအဲ့လိုတခြားလူကိုလှပါစေဆိုပြီးတော့ထင်အောင်လို့လောက်တာမဟုတ်တော့အဲ့လိုကြီးအရေးမကြီးပါဘူးကြီးကြိုက်တယ်လို့ပြောကြပါဟုတ် အာညောဒီတိုင်းနေရမြက်ခုံးဝင်လဲဘာမှမလုပ်လဲဒီတိုင်းမနေရဆိုတော့မိတ်ကလိမ်းမတာဒီလိုမျိုးမြက်ခုံးဝင်ကြိုက်တယ်ဒါမှဖြစ်နိုင်တော့ဘယ်မှမိတ်ကမလိမ်းညင်ဘောကွာတခြားလပကောပါလို့ skin care ရန်လို့တယ် skin care ရန်လို့တယ်ညောဒီတိုင်းကတရတရနိုးလာပြီးတော့မူရင်းဟာကိုကောင်းကျင်တာဒီအဓိကပြင်းတာကွာဒီလားအဲ့လိုအချိန်မပေးကျင်ဘူးဆိုတော့တကယ်ဟိုတဘာဝရယ်မဟုတ်ညောကမျက်မျက်ခွန်ခွဲကျင်တာတို့ နှာခေါင်းနည်းနည်းအရန်ပြပြညွတ်မြင့်ကျင်တာတော့ဒီတိုင်းတည့်ရတည့်ရနိုးလာရင်ဒီတိုင်းဖြစ်နေတဲ့ဟာလိုချင်တာမဟုတ်အဲ့တိုင်းလိုချင်တာအဲ့လိုနိုးလာတော့မှဒီလိုမိတ်ကပ်တွေပါလိုက်လောက်သွားပြီးတော့အဲ့လိုအလုံးရှုပ်ပြီးအချိန်ကုန်တော့မလိုချင်တာကိုယ်ပိုင်မူရင်းကိုပြောင်းရမယ်ဆိုရင်ကိစ္စမရှိဘူးတင်လားအဲ့တော့စီစီတော့ရှိတာပေါ့အညောပစံပေါ်ရတဲ့ချိန်ညနေတားရဲ့အကုန်လုံးပြညောကိုယ်တိုင်ပစံပေါ်ရင်ပြောရလေသူတို့ကတော့အဖေကရန်လုံးစီကျင်တာပေါ့ရန်လုံးစီကျင်တာဘာမ အသက်ရွယ်ကအဲ့လိုမျိုးလက်ပြန့်တောင်းမဲ့အသက်ရွယ်လည်းမဟုတ်တကယ်ဆိုရင်ပြန်အောင်လှုပ်ကြွေးတဲ့နေပြီးဟာကိုအခုချိန်ထိလည်းမလှုပ်ကြွေးနိုင်တဲ့ကိုကိုကိုလည်းအားမရအောင်အများကြီးပဲဖြစ်ရမှာအများကြီးပါပဲဟိုဟာတချို့တထေးတပီးဆိုပြီးတော့အေးဆေးနေလို့ရမယ်ကန်စားတာမပေါ့ညောင်းစားတာအဲ့လိုမျိုးတခုမဟုတ်တစ်ခုအတွက်ရုံးကန်နေရမယ်စားတာကုလန်းလည်းတော့ကြည့်ဟုတ်တယ်ဟုတ်တယ်တမင်တကာကို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 ခန့်အောင်လုပ်တာတကယ်လည်းမွေးကလေးကဒီလောက်ခန့်နေအောင်မဟုတ် တော့ကိုယ့်ဝါသနာကိုလည်းလက်ရှိမှာနည်းနည်းလေးအောင်ရထားပါဘာသင်းဆိုတာတွေတိုးဆောင်နေတဲ့ကိစ္စတွေတော့အောင်ရထားဟုတ်ညောတရုတ်ဆောင်ညမှာလေတချင်းကလုံးဝမဆိုကြဘူးအဲ့တော့လည်းမတော်နေတရုတ်ဆောင်မိုးအတွက်အာ opportunity လေးတွေရလာပါစေလို့ကိုယ့်ကိုဆုတောင်းပါ ွှင်နှန်းတော်စဉ်စားမပြတ်အားပေးတဲ့ customer တွေရယ်ဝင်ရပေးတဲ့ customer တွေရယ်ညီမကိုတိုင်ုံလည်းအားပေးပြီးတော့ချစ်ပေးကြတဲ့ customer တွေအကုန်လုံးအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်လို့ညီမတို့မိသားစုဒီ company ရောမိသားစုရောယုံကြည်ပေးပြီးတော့အဲ့လိုအလှခံရင်လည်းချက်ချင်းနေဟိုလူငွေပြည့်အောင်လုပ်ပေးကြလို့လည်းအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ညီမရွှင်နှန်းတော်အနေနဲ့လည်းအများကြီးစူးစမ်းအောင်ပါအဲ့လို quality ဘိုင်းမရော့အောင်ပြီးတော့ဟိုကိုပေးရတဲ့ပတ်စံနဲ့လည်းတန်အောင်ဝန်ဆောင်မှုတွေလည်းမယုံအောင်အကုန်လုံးစူးစမ်းတော့မှာပါလို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်